အားလုံးပဲမင်္ဂလာပါရှင်။နိုင်မီလီယာ channel ကနေကြိုဆိုလိုက်ပါရစေ။ဒီကနေ့မှာတော့စာရည်သူအကားစော်ရေးသားထားတဲ့အဝိဇ္ဇာဒေါသောင်းဇလန်လေးရဲ့အခန်းစာဖြစ်တဲ့အဝိဇ္ဇာဒေါသောင်းနဲ့ကပ္ပားစေးရည်ဆိုတဲ့ဇလန်လေးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါရစေ။ ဇလန်လေးမစားတီးပြီးကျမတို့ရဲ့ channel လေးကို like and subscribe တွေနှိပ်ပေးသွားဖို့နဲ့ဇလန်သေးများစွာကိုမလိုတန်နာစေနိုင်ဖို့အတွက်ဘေးနားကအချက်ပေးခေါင်းလောင်းလေးကိုလည်းနှိပ်ပေးသွားဖို့မမေ့ပါနဲ့နော်။ဟုတ်ကဲ့ပါ။ဒါဆိုရင်ဇလန်လေးကိုစတင်လိုက်ရအောင်ရှင်။မင်းကကလေးဆိုတော့ဒီပြင်အလုပ်တွေကိုမင်းကိုခိုင်းလို့မဖြစ်သေးဘူး။ဒါကြောင့်ဥမာကရဲ့ဘေးမှာနေပြီးတော့သူခိုင်းတာမှန်သမျှကိုမင်းလုပ်ပေးရမယ်။သူ့ရဲ့ဝေယဝိဆောက်တွေအားလုံးကိုမင်းလုပ်ပေးရမယ်။ ဥမာရကလည်းမိသားကိုအဲ့လိုမှားကြပြီးတော့ခမ်းမကြီးရဲ့အပေါ်တက်ကိုလှေကားနဲ့တက်လာခဲ့ပါတယ်။လှေကားကလေးဟာကျင်းမြောက်ပြီးတော့အလိုမဆောက်လာပါတယ်။လှေကားရဲ့အောက်မှာတော့အဆောင်အကျက်တွေဟာချိန်ပြည့်ဆောက်ကျက်နေပါတယ်။အဲ့ဒီလှေကားအတိုင်းတက်သွားပြီးရဲ့အခါမှာတော့ရွှေရောင်တကယ်ရွက်ကြီးတစ်ခုကိုမြင်တွေ့လိုက်ရပါတယ်။အဲ့ဒီတကယ်ရွက်ကြီးရဲ့တစ်ဖက်တစ်ချက်စီမှာတော့ခေါင်းသုံးလုံးပါတဲ့ဘလူးကောင်းပုံစံကြီးတွေကိုထွေးတူထားတာကိုတွေ့ရပါတယ်။ဘလူးကောင်းကြီးဟာအလိုလက်ရမြောက်လာတာကြောင့် တကယ်ဘလူးစစ်ကြီးတစ်ကောင်ကဲ့သို့ပေးထိမှတ်ရပါတယ်ဘလူးကြီးကမိတောင်းကိုစိုက်ကြည့်ရင်းနဲ့လူစိမ့်ပါလာတယ်တကားဖွေမပေးနိုင်ပါဘူးဥမာရကလည်းဘလူးကောင်းကြီးတွေရှေ့မှာရက်လိုက်ပြီးဟုတ်တယ်ဒီကလေးမကဒီနေ့ကစပြီးတော့ဒီနန်းဆောင်ရဲ့ဝေယဝစ္စာတွေကိုလောက်ကင်ပေးမယ်လို့ပဲမင်းတို့သူ့ကိုတည်တည်ချာချာမှတ်ထားပါဘလူးကောင်းကြီးတွေကလည်းမိတောင်းကိုအစိမ့်အောင်မျက်မွန်းနေတဲ့ခြေစုံကောင်းစုံကြည့်လိုက်ပါတယ်အဲဒီနောက်မှာတော့ခန်းတကားကြီးဟာဝုန်းကနေပွင့်ထွက်သွားပါတယ် အဲ့ဒီတကားကနေဝင်လာတဲ့အခါမှာတော့ရှောက်လန်းတစ်ခုရှိပါတယ်။အဲ့ဒီရှောက်လန်းအတိုင်းရှောက်လန်းလာရင်လည်းအခန်းတွေကခွက်တစ်ခုကခုံပြန်ထွက်လာကရှောက်လန်းပေါ်ကိုတောက်ကနေပြုတ်ကျသွားပါတယ်။အဲ့ဒီခွက်နဲ့အတူတခြားသောပစ္စည်းတွေဟာလည်းအခန်းတွေကနေထွက်လာကမိန်းကလေးတစ်ယောက်ကကပိုးကယုံနဲ့ပြေးထွက်လာပါတယ်။အဲ့ဒီမိန်းကလေးကဥမာရာကိုတွေ့တဲ့အခါမှာတော့ဦးညူကရိုသေပေးလိုက်ပါတယ်။ဘာကြီးတော်ကစိတ်တွေကြမ်းတမ်းနေပြီလား။ဟုတ်ပါတယ်ခိုင်းချုပ်။အခုလဲစာရေးဖို့အတွက်ပြင်ဆင်ပေးတာဦး။ စိတ်မကြည်မလင်ဖြစ်ပြီးတော့ကျမကိုပြစ်စည်းရည်နဲ့ကောက်ပေါက်လို့မနေ့လျှောက်တိုင်းပြေးပြီးတော့ထွက်လာခဲ့ရပါတယ်။ဥမာရကလည်းကောင်းကျိလိုက်ပြီးဒီနေ့ကစပြီးမိဒီမှာလှုပ်เสียမှမလို့တော့ဘူး။အဲ့ဒီမိန်းကလေးကလည်းဝမ်းသာအားရမျက်နှာပေးနဲ့တကယ်ပြောတာလားဟင်ကိုင်းချုပ်ကြီး။တကယ်ပြောတာပါ။ဒီနေ့ကစပြီးတော့ဒီနေရာရဲ့တာဝန်ကိုဟော်ဒီကလေးမကထမ်းဆောင်လိုက်မယ်။အဲ့ဒီမိန်းကလေးကလည်းထားကုန်မတပြောရှင်သွားပြီးတော့ခိုင်းချုပ်ကြီးကျမတို့တခြားနေရာမှာတော့ခိုင်းပါဒီနေရာမှာတော့ထပ်မခိုင်းပါနဲ့တော့ ဒီနေရာမှာတပတ်လောက်လို့ရတာကျမဖြစ်ဒီဝကိုင်းကထွက်ပြီးပြေးကြည့်နေစိတ်တွေတဖွာဖွာဖြစ်ပေါ်မိပါတယ်မိ့ကိုအနောက်ဆောင်မှာတောင်းဝန်ချပေးမှာပါကဲအခုမင်းသွားလိုက်တော့အဲ့ဒီမိန်းကလေးဟာရှောက်လန်းတိုင်းပြေးဆင်းသွားပါတယ်မိတော့ခုနကပစ္စည်းတွေကောက်ပြီးတော့ငါနောက်ကိုလိုက်ခဲ့ငါတို့ဘာကြီးတော်နဲ့ဝင်တွေ့ကြမယ်မိတော့ဟာကျမ်းမြေပေါ်မှာပြန်ကျဲနေတဲ့ပစ္စည်းတွေကိုကောက်ယူလိုက်ပြီးတော့ဥမာရာရဲ့နောက်ကိုလိုက်လာခဲ့ပါတယ်အဲ့ဒီအခန်းကြီးမှာတော့နန်းတော်ကြီးတစ်ခုလာခန်းနာလာပါတယ် ါပေမဲ့လည်းအတွင်းမှာတော့ပစ္စည်းပစ္စရာတွေများများဆဆာမရှိပဲဟာလာဟိနေကြီးတာဖြစ်ပါတယ်အခန်းရဲ့အလဲမှာတော့ဥမာကဟာတလုံးကြီးတစ်ခုပေါ်မှာထိုက်နေပါတယ်ဥမာကရဲ့ကိုယ်ရောက်ကိုဝါဟာရွှေအစင်းကဲ့သို့ဝင်လန့်နေပါတယ်ဘာကြီးတော့ဘာတွေများမကြည်မနဲ့ဖြစ်နေရလဲမင်းတို့ထားပေးခဲ့တဲ့မိန်းကလေးကအသုံးမကျဘူးငါပြောတာကို तू ကနားမလည်ဘူးဘာကြီးတော့ဘယ်အချိန်ထိဒီလိုကန့်လန့်တိုက်နေမှာလဲအခုဆိုဘာကြီးတော့အတွက်လူပေါင်း၁၂ယောက်တိတိပြောင်းလဲပေးခဲ့ပြီးပြီ။ မင်းကငါ့ကိုကန့်နှံ့တိုက်တယ်ထင်လူတွေမထားပေးနဲ့လေဥမာရကလည်းဘာမှဆက်မပြောတော့ပဲမိသားကိုလက်ညှိုးထိုးလိုက်ကဟောဒီမင်းကလေးကဒီနေ့ကစပြီးတော့ဗာကြီးတော်နာမှာဝေယဝိဆာတွေပြုစုလောက်ကြိုက်ပြီးမယ်မင်းကလေးပါဥမာကကလည်းမိသားရဲ့မျက်လုံးကိုစိုက်ကြည့်လိုက်ပါတယ်ဒီတခါကျတော့ကလေးတယောက်ပါလားကွအဲ့ဒီကလေးကိုဗာကြီးတော်ကမနှိမ့်ဆက်မိပါစေနဲ့ကျုပ်သွားတော့မယ်ဥမာရကတစ်ဖက်ကိုလှည့်ထွက်သွားတဲ့အချိန်မှာတော့နေအောင် ဂိုင်းအခြေအနေကဘလို့ဖြစ်နေပြီလဲဂိုင်းရဲ့အခြေအနေကတော့ဘာကြီးတော့လက်ထက်ကထက်ဆိုင်အများကြီးတိုးတက်လာပါပြီပဲခူးအနောက်တခွင်ကိုကျုပ်တို့ဂိုင်းကထိချုံနိုင်ခဲ့ပါပြီမကြခင်တခြားနေပြည်ဒေသအစ်စ်တွေကိုလည်းကျုပ်တို့ပိုင်ဆိုင်ရတော့မှာပါမိကမဟုတ်တာတွေလုပ်နေရပဲမာရဂိုင်းကိုဂိုင်းကတစ်ချိန်လုံးကသူ့နေရာနဲ့သူဟန်ကျက်ညီညီရှိခဲ့ကြပြီဂိုင်းလောကဆိုတာလေတင်းတင်းမြဲမြဲနဲ့ရှိနေခဲ့ကြတယ်မိအခုလိုလှုပ်လိုက်ခြင်းအပြင်ဂိုင်းလောကကြီးတစ်ခုလုံးကိုကမောက်ကမဖြစ်စေတယ်ကွာဘာဖြစ်လဲ ကျုပ်လောက်တာကျုပ်တို့ခိုင်ကောင်းစားဖို့ပဲခမရကြည့်နေစမ်းပါဟော်ဒီဘကိုးမှာဒေဝခိုင်တစ်ခုတည်းကသာလွှမ်းမှုအုပ်ချုပ်နိုင်တဲ့နေ့ကမကြခင်ရောက်လာတော့မှာပါဥမာရကလည်းအခန်းပြင်ကိုထွက်သွားပါလေအဲ့ဒီခါမှာတော့ဥမာကကမိသားကိုမျက်မှောင်ကျုပ်ကကြည့်လိုက်ပြီးတော့မင်းနာမည်ဘလို့ခေါ်တလဲကျမနာမည်ကမိသားမှာမင်းကတော်တော်ရီမှန်းချက်ကြီးတဲ့ကလေးမှာပဲဥမာကပြောလိုက်တာမို့မိသားကလည်းထိတ်လန့်သွားပါတယ် မင်းရဲ့မျက်လုံးထဲမှာအဆုံးစားမဲ့တဲ့ရည်မှန်းချက်တွေကိုမြေတွေ့နေရတယ်။အဆုံးစားမဲ့တဲ့ရည်မှန်းချက်ဆိုတာဘာများလဲရင်ဘရော့မှာမပြီးဆုံးနိုင်တဲ့လူအင်ဆန္ဒတွေပေါ့ကွာ။အဲ့ဒီလူအင်ဆန္ဒတွေကပဲမင်းကိုပူလောင်စေလိုက်မယ်။ပူတာတွေအေးတာတွေခဏထားလိုက်ပါဖိုးဖိုး။အခုဖိုးဖိုးကိုဘာလုပ်ပေးရမလဲ။ဖိုးဖိုးစာရေးမလိုလားရင်။ငါစိတ်ပြောင်းသွားပြီ။အခုဥယျာဉ်ထဲကိုလမ်းလျှောက်ထွက်ခြင်းနဲ့ဘယ်ဖြစ်ပါမလဲဖိုးဖိုးရဲ့။ဖြစ်ပါလေ။ဥယျာဉ်ထဲကတော့ငါလမ်းလျှောက်နေကြပဲ။ ဥမာကကလည်းထိုင်ရာကနေမထဘဲနဲ့လေပေါ်မှာပဲတမဏီကွေ ထိုင်လျက်သားလွင်မျောတော့ပါလေခမ်းမကြီးတစ်ဖက်မှာရှိတဲ့တကားကိုဖွင့်လိုက်တဲ့အခါမှာတော့ဥယျာကြီးတစ်ခုကိုမြင်တွေ့လိုက်ရတာမို့မိသောမေအံ့ဩသွားမိပါလေဒီခမ်းမကြီးရဲ့မှာဥယျာကြီးတစ်ခုရှိနေတာပါလားဒါကိုလှုပ်ဝက်ဥယျာတော်လို့ခေါ်ကြတာပေါ့ဥယျာကြီးရဲ့အလဲမှာတော့စိမ့်ပြောင်ရောင်ရေတွေရှိနေတဲ့ရေကန်ကလေးတစ်ခုရှိကအဲ့ဒီရေကန်နဘေးမှာတော့အယောင်သွေးစုံပုံစံအစုံနဲ့အပင်မျိုးစုံပေါက်ရောက်နေပါတယ် ဒီဂိုင်းတွေကဂိုင်းသားအများစုကဒီနေရာမှာဥယျာဉ်ကြီးတစ်ခု ရှိနေတယ်ဆိုတာကိုဘယ်သူမှမသိကြဘူး။ဟုတ်ပါရဲ့နော်ပူပူရဲ့နန်းဆောင်ပေါ်မှာအပင်တွေပေါက်နေတဲ့အပြင်ရေကန်ကြီးရတယ်ရှိနေတယ်ဆိုတာတော်ယုံလူဖို့တော့ဘယ်ယုံနိုင်ပါလဲ။မင်းကိုကြိုပြောထားရအောင်မေ။အခုဒီဥယျာဉ်ကြီးတဲ့ကအပင်တွေကိုမင်းသဘောနဲ့မင်းရှောက်မကိုင်ပါနဲ့။ဒီအပင်တွေဟာထူးခြားစမ်းကြဲတဲ့အစွမ်းတွေရှိတဲ့အပင်တွေပဲ။မင်းဒုက္ခရောက်မှာဆိုလို့ငါကြိုပြောထားတာ။ ဒါနဲ့ဖူးဖူးကလမ်းလျှောက်မယ်ပြောပြီးတော့ဘာကြောင့်မိုးပေါ်မှာပြန်နေတာလဲအေးဟုတ်သားဟာမင်းပြောမှာငါလည်းသတိရတယ်ဥမာကားကလည်းမြေပြင်ပေါ်ကိုခြေချလိုက်ပါတယ်ကျဲဝန်းလာတဲ့ဥယျင်ကြီးအတွင်းမှာရှိတဲ့ပြင်ပြားတွေခင်းထားတဲ့ရှောက်လန်းလေးအတိုင်းမိသားတို့ဟာရှောက်လာခဲ့ပါတယ်ဥယျင်အတွင်းမှာတော့အဆောင်လေးတစ်ခုရှိကအဲ့ဒီနေရာမှာတော့စေးကျိတ်တဲ့အသုံးဆောင်တွေကိုတွေ့ရပြန်ပါတယ်ဥမာကားကလည်းခုံတစ်ခုပေါ်မှာတင်ထားတဲ့ဖန်ပလီကြီးတစ်လုံးကိုကြည့်နေပါတယ်အဲ့ဒီနောက်မှာတော့စေးကျန်းပိစာတွေ ပရပိုက်စာတွေနဲ့စာအုပ်အထူးကြီးတွေကိုလှန်လို့ပြီးတော့သပွဲကုန်ပေါ်ကစိတ်မုံတွေကိုပလင်းအတွင်းကိုထည့်နေပြန်ပါတယ်။တက်ချီမှာတော့ဥမာကကတက်ပြေးတစ်ချက်ချလိုက်ပါတယ်။ဘာဖြစ်တာလဲယေဖူဖူ။ငါဒီဆေးကိုပေါ်ဆက်နေတာကိုနှစ်တီတီရှိပြီ။အခုချိန်ဒီမအောင်မြင်သေးပဲ။ဆေးရည်ကသူ့အလိုလိုရွရွပျက်စီးနေတယ်။ဥမာကကဆေးပလင်းကြီးကိုယူလိုက်ပါတယ်။ဘာလို့မလို့လဲဖူဖူ။ဒီဆေးတွေကိုတွန်ပစ်တော့မလို့လေ။ ဖိုးဖိုးရဲ့ကိုနှစ်တိတိဖော်ထားရဲ့ဈေးရီကိုတွန်ပစ်မယ်ဆိုတာနှမျောဖို့ကောင်းမနေဘူးလားပျက်စီးယိုယွင်းနေတဲ့ဟော်ဒီဈေးရီတွေကိုပြန်ကောင်းလာမလားဆိုတဲ့မျှော်လင့်ချက်နဲ့ငါဆန်းတက်နေခဲ့တာရှင်းနေရှိခဲ့ပြီကလေးမအခုတော့ငါကောင်းကောင်းသိသွားခဲ့ပြီငါကိုကလေးကပျက်စီးယိုယွင်းနေတဲ့ဈေးရီကိုတန်မိုးကြီးရဲ့ဈေးအမယ်တွေထည့်ပြီးတော့ပြန်ကောင်းလာမလားလို့မျှော်နေနေမယ်စားဒီပျက်စီးနေတဲ့ဈေးရီတွေကိုအကုန်တွန်ပစ်ပြီးတော့အစ်စ်ပြန်လေပေါ်ဆက်တာကမှပို့ပြီးတော့ကောင်းမယ်လို့ငါသိသွားခဲ့ရပြီ။ ။ဥမာကကလည်းရေကန်တဲ့ဘေးကိုရှောက်လှမ်းလိုက်ကအဲ့ဒီဈေးရီတွေကိုရေကန်အတွင်းကိုတုံထဲလိုက်ပါလေ။မိသားကလည်းဥမာကတုံနေတဲ့အဖြစ်အပျက်ကိုကြည်ကတွေးတော့နေမိပါလေ။ဆရာကြီးပြောတာတိတ်မှန်တာပဲနော်။ဘာမှန်တာလဲကလေးမ။အဘက်ဘက်ကပျက်စီးရှူရင်းနေတဲ့အရာတစ်ခုကိုပြန်ကောင်းလာမယ်ဆိုတော့မျောလေးချက်နဲ့လိုက်ပြီးတော့ပြုတ်ပြင်းနေရတာ။ခရီးမရောက်ဘူးလေ။ဒါထက်စာရင်အလုံးစုံပျက်စီးပြီးတော့အစ်စ်ကနေပြန်လဲပြီးတော့စတင်တာဟာပူပြီးကောင်းတယ်ဆိုတဲ့သဘောကိုပြောချင်တာပါ။ဥမာကကလည်းမျက်မှောင်ကျုပ်ပြီးတော့ ငါမင်းကိုပြောခဲ့ပြီးပြီလေဒါပေမဲ့လည်းမိတောင်းတွေးတော့နေဒီမှာဆေးရည်ကိုမဟုတ်ပဲနဲ့ရွှေဟေးသာဂိုင်းအချောင်းကိုတွေးတော့နေခြင်းပဲဖြစ်ပါတယ်ရွှေဟေးသာဂိုင်းအဟောင်းမှာတင်းစာပေါက်တွေသူ့လူကိုဘက်သားတွေနဲ့ပြည့်နေနေကအရာရာပြည့်စည်ယိုရင်းနေတဲ့အတွက်အခုလိုအပြည့်ပြည့်မျိုးပြစ်ပွားခဲ့ရခြင်းဖြစ်ပါတယ်ဒါကြောင့်မလို့ရွှေဟေးသာဂိုင်းအခုလိုလုံးစုံပြတ်တုံးသွားပြီးမှကိုစိတ်ကြိုက်ပြည့်လဲတိဆောက်ခြင်းကပိုပြီးကောင်းမှုမယ်လို့ယူဆနိုင်ခြင်းဖြစ်ပါတယ်ဥမာကရဲ့စကားတခွန်းဟာမိသားကိုညံအလေးဖွဲ့ပေးနိုင်ခဲ့ခြင်းဖြစ်ပါတယ် ညနေရောက်တိုင်းဥမာရာကိုတင်ပို့ရပါတယ်။ဥမာရာကလည်းဥမာခါရဲ့တနေ့တာလုပ်ငန်းစဉ်တွေကိုမိသားကိုမေးမြန်းပါတယ်။အဲ့ဒီရပိုင်အတွင်းမှာတော့မိသားဟာဥမာခါနဲ့သာနင်းနေညညအချိန်ပေးနေရပါတယ်။ဥမာခါနေတဲ့အဆောင်ကြီးရဲ့ချိန်ရေးဘက်အခန်းမှာတော့မိသားအတွက်အခန်းပြင်ဆင်ပေးထားပြီးမဲ့ဥမာခါရဲ့အနီးမှာသာအနေများပါတယ်။ဥမာခါဟာတနေ့လုံးငုတ်တုတ်ထိုင်ပြီးအိတ်နေသီးလားတရားကျင့်နေသီးလားတော့မသိပဲငုတ်တုတ်သာထိုင်နေတာမို့လို့တက်တာသီးလို့ပြောနိုင်ပါတယ်။ ညရောက်တဲ့အခါမှာတော့မိသားဟာခြေနေကြည့်ကဂိုင်းတွင်းမှာရှိနေတဲ့ဥယျာဉ်ကြီးအတွင်းစီကိုဆင်းလာခဲ့ပါတယ်။ဒေဝဂိုင်းခြံဝန်းတနေရာမှာလည်းဥယျာဉ်ကြီးနဲ့ရေကန်ကြီးရှိရာအရေးရအပင်တွေနဲ့အုပ်ဆိုင်နေပါတယ်။ညရောက်တဲ့အချိန်မှာတော့ဥယျာဉ်အတွင်းမှာဘယ်သူမှမရှိတဲ့အပြင်အမောင်တူးကလည်းဖုံးအုပ်ထားတာမို့လို့မိသားအဖို့တော့လှုပ်ဝဲဆက်သွယ်နိုင်တဲ့အနေအထားပင်ဖြစ်ပါတယ်။မိသားဥယျာဉ်အတွင်းကိုရောက်ပြီးတဲ့အခါမှာတော့တစ်ပင်တွေနောက်ကွယ်ကနေလူတွေထွက်လာခဲ့ပါတယ်။ဆရာနာမမကြီးနဲ့ ဝကဝရာညီကိုနှုတ်ထွက်လာခဲ့ပါတယ်။ဘာတွေထူးသေးလဲဟိဆရာနောင်။ထူးတာကတော့ဂိုင်းအတွင်းရေးတွေကိုနည်းနည်းလေးလာမိခဲ့တယ်။တကယ်တော့ဥမာရာကဥမာကားစီကအာနာသိမ့်ယူထားတဲ့ပုံပဲ။ဥမာကရဲ့နောက်လိုက်ကောင်းဆောင်တွေကိုယာရုတွေလျှော့နေရာတွေပြောင်းပြီးတော့သူ့လူတွေနဲ့အစားထိုးယူခဲ့တယ်။အခုချိန်ထိဥမာကရဲ့နောက်လိုက်နောက်ပါတွေဥမာကကိုထောက်ခံနေလူတွေကဂိုင်းတဝက်လောက်ရှိနေသေးတယ်။ကျုပ်တို့သာဥမာကရဲ့လူတွေကိုစုစည်းပြီးတော့ဥမာကကိုလှုပ်ဆော်နိုင်ခဲ့ရင် ဂိုင်းတွင်းအာနာလူပွဲတစ်ခုကိုပြန်လဲပြီးတော့ဖန်တီးနိုင်တယ်။ဒါကြောင့်လေဥမာရကဥမာကကိုဘာမှမလုပ်ပဲကောက်ကောက်မှုမှုထားထားတာဖြစ်နိုင်တယ်။သူသာဥမာကကိုတတ်ပြစ်လိုက်တယ်ဆိုရင်ဂိုင်းသားတွေကသူ့ကိုပုံကန်လာလိမ့်မယ်။မိသားကဥမာကအနားမှာရောက်နေတာဆိုတော့ဥမာကကိုယုံသွင်းပြီးတော့ဥမာကလက်ထဲအာနာပြန်ရအောင်လို့စ조사ပေးမယ်အကြောင်းကိုပြောရမယ်။ဒီပါအောင်ဆရာနောင်ဥမာကအာနာပြန်ရသွားတာနဲ့ကျမတို့ရွှေရီးသားခိုင်နေဘာဆိုင်လို့လဲ။ အများကြီးစိုက်ပါတယ်။ဥမာကားကမြစ်တာတရားကိုလက်ခံထားတယ်။ဥမာကအုပ်ချုပ်နေတဲ့အချိန်တုန်းကဒေဝကိုင်းကပညာကိုပဲအားထုတ်လေ့လာပြီးတော့နေမီတတ်မှတ်မှုမရှိခဲ့ဘူး။တကယ်လို့ဥမာကားရဲ့လက်ထဲသာအာနာပြေရောက်သွားမယ်ဆိုရင်ဂိုင်းလောကတွေကအရှုပ်ထွေးတွေအလုံးနဲ့ရပ်တန့်သွားနိုင်တယ်။ကျို့တို့ရွှေဟင်းသာဂိုင်းသားတွေကဥမာကားကိုကူညီခဲ့တဲ့အတွက်ရွှေဟင်းသာဂိုင်းနဲ့ဒေဝကိုင်းကြားမှာချစ်ကြည်ရေးကိုပြန်လည်တည်ဆောက်နိုင်မယ်။တကယ်လို့ရွှေဟင်းသာဂိုင်းကိုပြန်လည်တည်ထောင်မယ်ဆိုရင်တော့ ဒေဝခိုင်းရဲ့အကူအညီတွေရရှိနိုင်တယ်။ဆရာတော်ပြောတာကသဘာဝကျတယ်။ဒါပေမဲ့ဥမာရတဲ့ကြောက်ဖို့ကောင်းတဲ့ဒုတိယကသူ့ဘေးနားမှာရှိနေတယ်။ဒီလူကိုဖယ်ရှားကြည့်ဖို့ကျုပ်စွမ်းကုန်စူးစမ်းကြည့်မယ်။အခုကျုပ်ကမပန်းတားရဲ့ယုံကြည်မှုကိုရအောင်လို့ပြန်ပြီးတော့ချင့်ကပ်နေတယ်။အဲဒီခါမှာတော့မမကြီးကလည်းကျမကတော့ဒေဝခိုင်းရဲ့အုတ်ချုပ်ပုံနဲ့ခိုင်းသားတွေကိုစီမံတဲ့အပေါ်မှာလေးလာနေပါတယ်။ကျုပ်တို့ညီကိုနှစ်ယောက်ကတော့သူတို့တွေဘာလုပ်နေသလဲဆိုတာကိုအချိန်တိုင်းလေးလာနေပါတယ်။မိသော မင်းကတော့ဥမာကကိုယုံကြည်အောင်လို့လုပ်ရမယ်နော်။မိတောင်းကလည်းခေါင်းညှိလိုက်ပါတယ်။ကျမတို့အချိန်ကြာတာနဲ့ဒေဝကိုင်းကဥမာရာနဲ့ကိုကိုင်းရှင်ကိုအမြင့်ပြတ်ရှေမုန်းကြတာပေါ့။မမကြီးကလည်းမန်ပါပါနဲ့ပြောလိုက်ပြီးနောက်မှာတော့ရင်ဘက်ကိုလက်နက်ဖက်နဲ့ဖိကရိတ်ထိုးသွားပါတယ်။မမကြီးရဲ့ပါဇက်အတွင်းကနေတဲ့သွေးတွေကဘွက်ခနဲ့အန်ကြတာပါတယ်။ကျုပ်တို့ရဲ့ခန္ဓာကိုယ်ရဲ့ကိုဟိုလူကကပ်ပါးကောင်တွေထည့်ထားတယ်ဆိုတာအားလုံးမမေ့ကြပါနဲ့။တတိရှိရှိလှုပ်ရှားကြပါ။အားလုံးပဲလူစုခွဲကြမယ်။ မိသားဟာဥယျာဉ်အတွင်းကနေပြန်ထွက်လာခဲ့ပါတယ်။ဥယျာဉ်အပြင်ကိုမရောက်မီမှာပဲလူကြီးခားလေခံအရွယ်ရှိတဲ့တစ်ပေတပင်ကနေတစ်ရွက်တချို့ကိုခူးယူကပြန်ထွက်လာခဲ့ပါတယ်။မိသားကြိုတင်တွက်ဆထားတဲ့အတိုင်းပဲဥယျာဉ်အထွက်မှာဥတုခကိုပြုံးစားကြည့်တွေ့လိုက်ရပါတယ်။မိသားဟာလက်ဖြတ်သွားပြီမဲ့အိမ်ရီကိုဆယ်ထားလိုက်ပါတယ်။ဥတုခကလည်းမိသားနည်းကိုတိုးကပ်လာရင်ညာကြီးမိုးချုပ်ဥယျာဉ်ထဲကိုတယောက်ထဲသွားရလောက်အောင်။ဘာဒီအရေးကြီးတဲ့ကိစ္စတွေများရှေ့နေလို့လဲမိသားရဲ့ ီတောင်းကလည်းတိရွက်တွေကိုထိုးပြလိုက်ကဥမာကကသူစေးဖို့တဲ့နေရာမှာဒီတိရွက်တွေလိုအပ်တယ်ဆိုလို့လာခူးတာပါ။ဩဟုတ်လား။ဒါနဲ့ဒီတိရွက်ကိုဘလို့ခေါ်တယ်မီတောင်းမီတောင်းကလည်းပြောစရာစကားမရှိတော့ဘူး။မူတုခကလည်းသူ့ပုံစံအတိုင်းပဲခက်ပြုံးပြုံးနဲ့ဒီရွက်တွေကဘာရွက်မှန်းမသိပဲနဲ့မင်းကခူးလာတယ်ပေါ့မီတောင်းမဟုတ်ပါဘူး။ဥမာကကဥယျာဉ်ရဲ့ဘယ်နေရာမှာရှိတယ်လို့အတိအကျပြောလိုက်လို့ခူးလာခဲ့တာပါအေးပါ ငါကမင်းတို့ဥယျာဉ်ထဲမှာလှုပ်ဝက်အစည်းအဝေးတွေဘာတွေညာလုပ်နေသလားလို့ပါ။ကဲသွားတော့မင်းနောက်ကျနေလို့ဥမာကားကမင်းကိုပစ္စည်းတွေကောက်ပေါက်နေုံပဲ။မိသားကလည်းတပြင်းတစ်ချက်ကိုချလိုက်ကအဆောင်ကြီးဘော်ကိုပြန်တက်လာခဲ့ပါလေ။ဒီလူကြီးကမလွယ်ပါလား။သူ့ကိုကြက်ကြက်တတိထားမှဖြစ်မယ်။မိသားကလည်းအဲ့ဒီလိုရေရွလိုက်မိပါလေ။နောက်တစ်နေ့မှာတော့မိသားနဲ့ဥမာကားဟာလှုပ်ဝက်ဥယျာဉ်ကြီးအတွင်းမှာလုံများနေပါလေ။ဥမာကားဟာဥယျာဉ်အတွင်းမှာပေါက်ရောက်နေတဲ့အပင်တွေကိုခူးစုပ်ပြီးမိသားကိုပေးပါလေ။ မိသားကတော့ဥမာကပေးတဲ့အပေတွေကိုကြောက်စုံတစုံနဲ့ထောင်းနေရပါတယ်။ဥမာကဆိုတာတရားမင်းကြည့်စဉ်ကိုကြင့်ပြီးတော့တစ်ချိန်ကဂိုင်းကိုဂိုင်းလုံးကလေးစားရတဲ့ခေါင်းဆောင်ကြီးတယောက်ဆိုအဲ့ဒါဖိုးဖိုးမဟုတ်ဘူးလား။အရင်ကတော့ဟုတ်တယ်။အခုတော့မဟုတ်တော့ဘူး။ဒီလိုလည်းမဟုတ်သေးပါဘူး။ဒေဝဂိုင်းသားတွေထဲမှာဥမာကကိုလေးစားကြတဲ့လူတွေရှိသေးတယ်လို့တခြားဂိုင်းတွေကလည်းအခုတည်းကလေးစားနေကြတော့မှဥမာကကပညာရာမှာထက်မြက်တဲ့အသိဉာဏ်ပညာနဲ့ပြည့်စုံတယ်တဲ့။ မင်းကငါ့ကိုမြောက်နေရလားမိသားဒါပေမဲ့မင်းတိတ်နောက်ကျသွားပြီနန်းကျသွားတဲ့ဘရင်တပားကိုမြောက်ပစ်နေလို့လေမင်းအတွက်ဘာမှထူးမလာဘူးကွမြောက်ပြောတာမဟုတ်ပါဘူးဖိုးဖိုးရဲ့ဒါနဲ့ဖိုးဖိုးကပညာစွဲရတာနဲ့ဥမာရာကိုမနိုင်ဘူးလားဟင်ငါကပြိပခါတွေမဖြစ်ချင်ဘူးမိသားတကယ်လို့သာငါကငါ့တူမာရာကိုတိုက်ခိုက်လိုက်မယ်ဆိုရင်ဂိုင်းထဲကလူတွေကလည်းငါပဲလိုက်တဲ့လူနဲ့မာရာပဲလိုက်တဲ့လူနဲ့ဆိုပြီးနှစ်ချမ်းကွဲသွားလိုက်မယ်အချင်းချင်းတိုက်ခိုက်မှုတွေဖြစ်စေလိုက်မယ် ဂိုင်းကျုံဆိုတဲ့ယာရုအတွက်နဲ့ငါအတွက်နဲ့နှစ်300တောက်တီတန်းခဲ့ရတဲ့ဒေဝဂိုင်းကြီးပြိုခွဲသွားမှငါမလိုလားဘူး။ဒါကြောင့်မာတော့ဥဆောင်နိုင်မယ်လို့ထင်လို့ငါစင်းပေးလိုက်တာပဲ။ဖိုးဖိုးရဲ့စိတ်ဓာတ်ကမြင့်မြတ်ပါပေတယ်။ဒါနဲ့ဖိုးဖိုးကအသိပညာဘူးသူတားရဲ့ပြည့်စုံတယ်ဆိုတော့ဖိုးဖိုးကိုကျွန်မမေးစရာတစ်ခုရှိတယ်။ဥမာကားကလည်းခေါင်းကြီးပြပါလေ။ကပ်ပါနင်္ကာရကျန်းဆိုတာဖိုးဖိုးကြားဘူးတလားယင်။အဲ့ဒီခါမှာတော့ဥမာကားကလည်းခေါင်းကြီးယင်။ လောကီနေပယ်တွေကလူတိုင်းအလုံးဒီကျမ်းအကြောင်းကိုကြားဘူးကြတာပေါ့ကွယ်အဲ့ဒီကျမ်းအကြောင်းကိုဖို့ဖို့တိတိလောက်ပြောပြပါလားဟင်ဒီကျမ်းကြီးကိုရေးခဲ့တာကတော့ဒိဗာဆက်ကူရတေကြီးလို့ခေါ်တဲ့ရတေကြီးကရေးခဲ့တာပဲဒီရတေကြီးကတာမန်ရတေကြီးမဟုတ်ဘူးဂေါရမဖေယားပွင့်တဲ့အချိန်တုန်းကရှင်တာမရီဝစ်ပြီးတော့အာဇီတာတာပရီလို့ထင်ရှားတယ်သူပဲမိတွေးတော်ဂေါရမီကမဲဆွာဖေယားကိုရွှေတင်ကန်းနှစ်စုံလှူတဲ့အခါအာဇီတာတာမရီက ရေတင်ငန်းတစ်ထည်ကိုအလူခံပြီးတော့နော်အရိမေတေယဖရာအဖြစ်ဂျာရိတ်ခံခဲ့တဲ့လူပဲမြက်စွာဘုရားရှင်ပြိဋိဘယ်ဆံဝင်ပြီးတဲ့အချိန်မှာအာဇီတာတာမရီကရှင်ဖြစ်ကနေထွက်ပြီးတော့ရေတေအဖြစ်ခံယူပြီးဇမူဒီဘကျိုးတခွင်ကိုလှည့်လည်ခဲ့တယ်တက္ကရိတရားတစ်ခုနှစ်ကိုရောက်တဲ့အခါမှာတော့ဇုနာတမန်ဝမဟာတမန်ဝနှစ်ဦးရဲ့ဆရာတခင်ဖြစ်ခဲ့တယ်အဲ့ဒီလူတွေကမွေးတဲ့ဒုဒ္ဒပောင်းဆိုတဲ့တားကလေးဟာဖုံးတကူကြီးတဲ့အတွက်သူ့ကိုဘရင်အဖြစ်ဗိသိက်ပေးပြီးတော့ အထူးအထူးတဲ့ပညာတွေကိုသင်ပေးပြီးသမုဒိဘကျွန်းကိုအုပ်စိုးစေတယ်။ဆယ်နှစ်ကြာတဲ့အခါဒုဒ္ဓပေါင်းမင်းကြီးကဝိဇ္ဇာအမိခံနတ်ဆိုးတွေမကောင်းတဲ့လူတွေနဲ့တွေ့ဆုံခဲ့ပြီးဝိဇ္ဇာတွေကိုယုံမှတန်တရားရှိခဲ့တဲ့အတွက်တက္ကရေ131ခုနှစ်မှာကပ္ပါနိကာရကျမ်းလိုအမိရတဲ့ဝိဇ္ဇာမရကျမ်းကြီးကိုကြေးပြားပေါ်မှာမဟိတိတကူနဲ့ရေးသားစီရင်ခဲ့တယ်။ဒုဒ္ဓပေါင်းမင်းကြီးဟာဒီကျမ်းကြီးကိုဖတ်ပြီးတော့မှဝိဇ္ဇာတွေအပေါ်မှာယုံမှတန်တရားခင်းခဲ့တယ်။ တကယ်တော့ငါတို့တွေရဲ့မော်တော့ကလည်းနိုင်ရှင်ပြရရင်ဒိဗာဆက်ကူရတဲ့ကြီးဟာမော်ဝေလူသားကြီးတယောက်ပဲသူစီရင်ခဲ့တဲ့ကပ်ပါလင်ကာရကျန်းကြီးကိုမော်ဝင်ကျန်းလို့လဲဆိုနိုင်တယ်ဒီကျန်းကြီးကိုလေးလာလိုက်စားတဲ့သူဟာကျန်းကိုအောင်မြင်ပြီးတဲ့အချိန်မှာမော်ဝင်တယောက်ဝိဆာရှင်တယောက်အဖြစ်နဲ့ပြောင်းလဲသွားနိုင်တယ်ဒါဆိုတော်တော်တန်ဖိုးကြီးရဲ့ကျန်းကြီးပဲပေါ့နော်ဒါဘောမိတောင်ရဲ့ဒါကြောင့်လေရတဲ့ကြီးကဒုတ်တပောင်မင်းကြီးကလွဲလို့ တခြားဘသူကိုမှကျန်းကိုမပြတာခိုင်းပဲမိကြီးဖက်ပြီးရတဲ့ကျန်းကစာတွေကိုပျောက်ကွယ်အောင်လို့လှုပ်လိုက်တယ်တဲ့ပြီးတော့ဒီကျန်းကြီးကိုလည်းလူသူမနည်းတဲ့တနေရာမှာဖျောက်ပြက်ပြစ်လိုက်တယ်လို့ဆိုတယ်ဒါဆိုဒီကျန်းကြီးကတကယ်မရှိတော့ဘူးပေါ့နော်အဲ့လိုလည်းမဟုတ်သေးဘူးပျောက်ကွယ်နေတဲ့ဒီကျန်းကြီးကတက္ကရာ690ခုနှစ်မှာနန်းဆန်တဲ့သူ့ပညာနဂရစိန်နမေးရဲ့လက်ထက်မှာတပံပြန်ပြီးတော့ပေါ်လာခဲ့တယ်တိတိခိတရာလို့ခေါ်တဲ့ပြည်မျိုးရဲ့အရှိဘတ်နှစ်ယူစင်တာကွာတဲ့အရက်မှာ ်ဆင်းဦးကောင်းနဲ့တူတဲ့တောင်ကြီးတစ်ခုရှိတယ်။အဲ့ဒီတောင်ရဲ့တောင်ဘက်နေရာမှာကြောက်ကူတစ်ခုရှိပြီးတော့အဲ့ဒီကြောက်ကူကဒိဗဆက်ကူရဲ့တေကြီးနေထိုင်ကျင့်ကြံသွားတဲ့ဂူးလို့လည်းလူတွေကသတ်မှတ်ထားကြတယ်။အဲ့ဒီတောင်အောက်မှာပဲရာဇသင်းကျန်အမတ်ကြီးကသူ့စရာဥဒရာတိရီမထေသတင်းသုံးဖို့အတွက်ကြောင်းတစောင်းလှူဒန်းထားတယ်။ဥဒရာတိရီမထေကအဲ့ဒီရဲ့တေကူကိုခေါ်တဲ့နေရာမှာတရားကျင့်နေရှိတယ်။တရက်တော်ငရင်ကြီးလှုပ်ပြီးတော့အဲ့ဒီရဲ့တေကူဟာနေရံတွေပြိုကျတယ်။အဲ့ဒီခါမှာကြောက်တိတာကြီးတလုံးဟာ ူဒီယန်တွေကလည်းထွက်ပေါ်လာတယ်။ဥဒရာတီတီမထေကလည်းကြောက်တိတာကြီးကိုဖွင့်လိုက်တော့အထဲမှာကြေးပြချက်တွေကိုတွေ့လိုက်ရတယ်တဲ့။ဥဒရာတီတီမထေကလည်းဒီကြေးပြအလူတွေကအเจ้าမဲမဟုတ်ဘူးဆိုတာကိုသိရတဲ့အတွက်မန္တန်တပုတ်ဖန်တီးပြီးတော့ရွတ်ဆိုလိုက်တဲ့အခါဒီကြေးပြမှာစာသားတွေပေါ်လာခဲ့တယ်တဲ့။ဩဒရာတီမထေကဒီစာတွေကိုဖတ်နေတော့မှပဲမိုးကြီးလေးကြီးကြပြီးတော့လောကတခွေကိုအမောင်ဖုံးသွားတယ်။အဲ့ဒီကြေးပြားတွေအကုန်လုံးကလည်းမိုးပေါ်ပြန်တက်ပြီးတော့ပျောက်ကွယ်သွားတယ်။ ဩဒရသီရီမထေကကျေးပြပေါ်ကစာတွေကိုတဝက်ပဲဖက်လိုက်မိတယ်။ညံအရန်ကောင်းလို့ဖက်ပြီးသမျှစလုံးတွေကိုတလုံးမကျန်မှတ်မိနေတယ်ဆိုပဲ။ဒီအကြောင်းကိုရာဇသင်းကျန်အမတ်ကြီးကိုပြောလိုက်တဲ့အခါအမတ်ကြီးကငွေပြားပေါ်မှာရေးသားစေခဲ့တယ်။ကျန်းတဝက်ကိုရေးတာငွေပြားအချက်20တိတိရေးပြီးတယ်ဆိုပဲ။စိတ်ဝင်စားဖို့ကောင်းလိုက်တာ။ဩဒရသီရီမထေကလောကုတ္တရာအခြေအနေကိုကြည့်နေတဲ့သူဆိုတော့လောကီရေးတွေကိုစိတ်ဝင်စားတဲ့အတွက်ငွေပေးလို့အမတ်ကြီးကိုပေးလိုက်တယ်။ အမကြီးကလည်းငွေပေးလာတဲ့အပေါ်ကစာတွေကိုဖတ်ပြီးတော့ဝိဇာကြီးတယောက်ဖြစ်သွားခဲ့တယ်လို့ဆိုတယ်။အမကြီးဝိဇာကြီးဖြစ်သွားတဲ့အချိန်မှာအဲ့ဒီကြံကြီးသားလူတွေလက်ထဲရောက်သွားခဲ့ရင်လူသားတွေဟာတကူစွန့်ရင်နဲ့မျိုးမျိုးရရှိပြီးတော့လူသားလောကကြီးကမောက်ကမဖြစ်သွားနိုင်တာကြောင့်မို့လို့ဒိဗာစကုရေတေကြီးလောက်ခဲ့တဲ့အတိုင်းကျမ်းမာရှိတဲ့စာတွေကိုကွယ်ပစ်လိုက်ပြီးတော့ကျမ်းကို၅ဘိုင်းစီခွဲခြားလိုက်ပြီးတိုင်းနိုင်ငံ၅ခုကရေတေ၅ယောက်ကိုပေးပြီးတော့တီးတန့်ခွဲထုတ်လိုက်တယ်တဲ့အဲ့ဒီကလေးကအစာပြောက်သွားတာပေါ့နော် ။လောကီဆရာတွေဖို့တော့ဒီကြမ်းကြီးကအိမ်မက်ထဲတောင်ထည့်ပြီးတော့မမက်ဘူးလောက်အောင်တန်မိုးကြီးလို့နဲ့ကြမ်းကြီးပဲ။ဩဒရာသီရီမထေကကြမ်းတဝက်ကိုဖတ်ခဲ့ဘူးတာတော့မှဒီကြမ်းကိုကြည့်နေလူဟာဝိဆာကြီးအဖြစ်မော်ရှင်တယောက်ကြီးအဖြစ်နဲ့ပြောင်းလဲသွားနိုင်တယ်။ကြမ်းအပြည့်ကိုသာဖတ်မိတယ်ဆိုရင်တော့မော်ဝင်တယောက်အဖြစ်နဲ့ကိုသိစေတိုင်းမှာတော့အသေးကြပဲ။တာမန်လူတယောက်ထက်မော်ပညာရှင်ကအစားတရာမကပိုစွမ်းနေ။မော်ပညာရှင်တရာထက်မော်ဆရာတယောက်ကပိုစွမ်းနေ။ မော်စရာတသိန်းထက်မော်ရှင်တယောက်ကပိုစွမ်းနေမော်ဝင်းဆိုတာကတော့တိုင်းစားလို့မရအောင် အစွမ်းတကူတွေထက်မြက်တယ်။နက်ပြီကနက်မီးတွေထက်တောင်းအစွမ်းတကူကြီးမားတယ်တဲ့။ဒါကြောင့်လေမော်စရာတွေက မော်ရှင်တွေမော်ဝင်းတွေဖြစ်ဖို့စူးစမ်းနေကြတာကိုဒါနဲ့ဖူးဖူးကရောမော်ရှင်မဖြစ်ချင်ဘူးလားယင်။လူတိုင်းကတော့မော်ရှင်တွေမကဘူးမော်ဝင်းနဲ့အစင်တီဖြစ်ချင်ကြတာပေါ့မိသားရဲ့။ဒါပေမဲ့အခြေအနေဆိုတာကရှိသေးတယ်မဟုတ်ဘူးလား။ငါရဲ့အခြေအနေကမော်ရှင်ဖြစ်ဖို့အတွက် အလားလာမရှိသေးပါဘူးငါတို့ဒေဝကိုင်းရဲ့ကျင့်စဉ်တွေထဲမှာမော်ရှင်အထိတက်လန်းနိုင်လောက်တဲ့ပညာရဲ့ကျင့်စဉ်ဆိုတာမရှိသေးသလိုကျဲတဲ့ဂိုင်းကြီးတွေမှာလည်းဒီလိုကျင့်စဉ်မျိုးမပေါ်သေးပါဘူးကျမကြားဘူးတာကလေမော်ရှင်ဖြစ်ဖို့နီလန်တွေအများကြီးရှိတယ်လို့ကြားဘူးတယ်ဖို့ဖို့ရဲ့နီလန်ပေါင်းက16000မကရှိတယ်အရေးကြီးတာကတော့နီလန်ကိုတိဖို့လိုအပ်တာပဲကိုသွားကျင်တဲ့လမ်းကိုသွားကျင်တဲ့အရက်ကိုဘယ်နည်းနဲ့ပဲသွားသွားရောက်ဖို့ကအရေးကြီးတယ်ဆိုပေမဲ့ကိုသွားတဲ့လမ်းကမှန်မှန် သွားပုံသွားနေဟုတ်မဟုတ်ကလေပို့ပြီးတော့အရေးကြီးတယ်ဆိုပဲဒါဆိုဖိုးဖိုးကရောဒီတိုင်းပဲနေတော့မှာလားငါအခုလုံနေတာတွေကအလကားထိုင်နေရမှာမဟုတ်တာငါကစေးရီဖြော်ဆက်တယ်ညိတဲ့မော်ရှေလောကကိုခြေချဖို့စူးစမ်းနေတာပဲစေးရီမှန်သာရခဲ့ရင်အဲ့ဒီစေးရီကိုတောက်ပြီးတော့မော်လောကကိုခြေချမလို့ပဲဒါကြောင့်အလုပ်ကိုတည်တည်ချာချာလှုပ်ဆမ်းမှမိသားရဲ့မိသားကလည်းအလုပ်တွေကိုဆက်ပြီးတော့လုပ်နေပါတယ်ဒါနဲ့ဖိုးဖိုးကစေးရီတွေကိုလေးလာနေတယ်ဆိုတော့ ဲ့ဒီဈေးရည်ထဲမှာကပ်ပါးကောင်တွေကိုနိုင်နေဈေးရည်လေးပါလေးများမရှိဘူးလားယင်မင်းကမှော်ကပ်ပါးကောင်ကိုပြောတာလားမိတောင်းကလည်းကောင်းညိတ်လိုက်ပါလေကပ်ပါးကောင်ဆိုတာတခြားပိုးတွေလိုမျိုးတိုက်ထုတ်ရမလွယ်ဘူးမိတောင်းရသူကလူခန္ဓာကိုယ်ထဲမှာဝင်ပြီးတော့ပုံအောင်နေတတ်တဲ့အကောင်ပဲအချိန်လေးတစ်ခုရောက်တော့မှဒီကပ်ပါးကောင်ကတိုးထွက်ရုန်းကန်လာတာကပ်ပါးကောင်တွေထဲမှာအပြင်ကပ်ပါးကောင်နဲ့အတွင်းကပ်ပါးကောင်ဆိုတာရှိတယ်အပြင်ကပ်ပါးကောင်ဆိုတာကလူတွေရဲ့ခြေလက်နဲ့တခြားကိုယ်ခန္ဓာအပြင်တွေမှာ ကတ်တွေနေတတ်တဲ့အကောင်တွေပဲအတွေးကပ်ပါးကောင်ဆိုတာကြတော့လူတွေရဲ့ကိုယ်ထဲမှာဝင်နေတဲ့အကောင်တွေကပ်ပါးကောင်တွေထဲမှာအတွေးကပ်ပါးကောင်တွေကထုတ်ရအခက်ဆုံးပဲဒါဆိုသူတို့ကိုတတ်လို့မရနိုင်ဘူးပေါ့နော်ငါကမရနိုင်ဘူးလို့မပြောပါဘူးကွာတတ်ဖို့မလွယ်ဘူးလို့ပဲပြောတာပါဒါဆိုရင်နီးလန့်ရှိတယ်ပေါ့ဖို့ဖို့ဥမာကကလည်းမိသားကိုစာအုပ်တုပ်ထိုးပေးလိုက်ပြီးဒါကပိုးမျိုး80ကိုတတ်တယ်ကြမ်းပဲမေလေးလာကြည့်ရင်တွေ့လိုက်မယ်မိသားကလည်းစာအုပ်ကြီးကိုကြည့်ကခေါင်းကုပ်လိုက်ပါတယ် ဖိုးဖိုးဖော်ဆက်ပြီးလို့မရဘူးလားယင်ငါကငါအလုပ်နဲ့ငါမအားဘူးလေဖိုးဖိုးကတနေ့လုံးငုတ်တုတ်ထိုင်ပြီးအိတ်ငိုက်နေတာပဲဟာဦးဥမာကကလည်းမိသားရဲ့ကောင်းကိုဆေးမွေတဲ့ဒုတ်တန်လေးနဲ့ခောက်လိုက်ပါလေဟဲ့အဲ့ဒါအိတ်နေတာမဟုတ်ဘူးခွဲကြမ်းစိတ်ဖြာပြီးမှတ်သားနေတာအဲ့ဒါဘာလို့ပြောတာလဲဖိုးဖိုးကျန်းတွေကိုဖတ်တဲ့အခါကျန်းတွေကဆရာတွေရဲ့ပညာကိုအတူကျုံပဲရေးထားတယ်ဒါကြောင့်ပညာကိုသိသိချာချာသိကျင်နေဆိုရင်ကိုဖတ်ထားတဲ့စာတွေကိုဖြန့်ကျက်တွေးတော့ပြီးတော့ ဒီစလုံးကဘာကိုပြောချင်တာလဲဆိုတာတလုံးချင်းကိုခွဲခြမ်းစိတ်ဖြားရတယ်မိသားရဲ့အဲ့လိုမှမလုပ်ရင်ဒီစရာတွေလက်စင်ကန်းခဲ့တဲ့ပညာတွေအကုန်လုံးကိုရရှိဖို့ဆိုတာမလွယ်ဘူးငါကစေးချမ်းကြီးကိုဖတ်လိုက်ဒီစေးချမ်းတဲ့ကသူကဘာပြောချင်တာလဲဆိုတာကိုဖြန့်ကျက်တွေးတော့လိုက်တဲ့ပညာတွေကိုစုပ်ယူနေရတာကွမိသားကလည်းစေးချမ်းကြီးကိုလှန်လျောဖက်ရှုနေပြီပါတယ်တစ်ဖက်မှာလည်းဥမာခကိုကူညီပေးနေပါတယ်စေးချမ်းအတွေးမှာတော့မသိနားမလဲတဲ့အရာတွေကိုဥမာခကိုမေးမြန်းရပါတယ် ဥမာကားကလည်းစေးပင်တွေရဲ့အကြောင်းအကျိုးကုန်သတ္တတွေကိုရှင်းလင်းပြောပြပါတယ်။နေရှိသူရဲ့ဥမာကားနဲ့အတူမိသားတို့ဟာစေးကျန်းတွေကိုလေးလာရင်းနဲ့ကပ်ပွားကောင်ကိုနှိမ်ရင်းနိုင်တဲ့စေးတမျိုးကိုပေါ်ဆက်နေမိပါတယ်။ဥမာကားကလည်းစေးပလင်းကြီးနဲ့ပေါ်ဆက်သလိုမိသားကလည်းစေးပလင်းကလေးတစ်လုံးနဲ့သူ့ဘာသာပေါ်ဆက်နေပါတယ်။တရင်ပတ်တစ်ပတ်ကြာတဲ့အခါမှာတော့ဥမာကနဲ့မိသားတို့ဟာတဖြည်းဖြည်းနဲ့ရင်းနှီးလာကြပါလေ။အဲ့ဒီချိန်မှာတော့ဥမာရာဟာဥယျာဉ်အတွင်းကိုဝင်လာခဲ့ပါလေ။ဘာကြီးတော့ အရင်တုန်းကတော့အထင်းတော်တယောက်နဲ့မှအဆင်မပြေတဲ့ဘာကြီးတော်ဟာအခုကျတော့ဒီကလေးမနေကြမှာတဲ့နေပါလားသူကတခြားသူတွေနဲ့မတူဘူးကွာတခြားသူတွေကငါခိုင်းတာတော့ပဲလောက်တာသူတို့စီမှာပြင်းပြတဲ့စံနာတခုမှမရှိကြဘူးမိတောင်းကြတော့သူတို့နဲ့မတူဘူးဘာပဲပြောပြောဘာကြီးတော်အဆင်ပြေတယ်ဆိုရင်ပြီးတာပါပဲနေအောင်မှာတော့အခုခိုင်းအခြေအနေကဘလို့ရှိနေသလဲအခုကျုပ်တို့တွေကံမောစာကိုင်းကိုတိုက်ခိုက်ဖို့ကြံစည်နေပါတယ်တိတ်မကြခင်အချိန်မှာကံမောစာကိုင်းကိုတိမ့်သွေးနိုင်လိမ့်မယ်လို့ထင်ပါတယ် ဥမာကားကလည်းခေါင်းသာငိမ့်ပြလိုက်ပါတယ်။မိသားတစ်ယောက်ကလည်းစေးရီပေါ်ဆက်ရင်အလုံးရှုံနေတာကိုကြည်ကမိသားမင်းကတော့စေးရီပေါ်ဆက်တာနဲ့ပတ်သက်ပြီးတော့ပါရမီပါလာခဲ့ပုံရတယ်နော်။မသိတော့ပါဘူးဖူးဖူးရဲ့။မင်းကတခြားလူတွေနဲ့မတူဘူး။စေးရီပညာကိုမင်းကစိတ်ညစ်ထားနိုင်တယ်။စားချိန်တောက်ချိန်မှာတော့မှဒီအကြောင်းကိုစဉ်းစားနေတာကိုတွေ့ရတယ်။မင်းကတိုးတက်အောင်ပဲကလေးပဲ။အမှန်စင်စစ်အပြင်တော့မိသားဟာဇောကန်နေခြင်းဖြစ်ပါတယ်။ ဥဒုခကြွေးထားတဲ့ကပ်ပားကောင်ကိုဖြည့်ရှင်းအနိုင်ယူနိုင်မှသာလူလူလက်လက်တိုက်ပေးနိုင်မှာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့နေမအားညမနာတဲ့ဈေးရီကိုပေါ်ဆက်နေခြင်းပဲဖြစ်ပါတယ်။ညရောက်တဲ့အချိန်မှာတော့ဥမာကလှုပ်တဲ့အတိုင်းထိုင်ကတနေ့လုံးကြက်မဲ့လေးလာခဲ့တဲ့စံစာတွေပါ။စာသားတွေကိုပါအဖန်ဖန်အပြန်ပြန်တွေးတော့ကခွဲချမ်းစိတ်ပြနေမိပါတယ်။အဲ့ဒီနေ့ကလည်းပြီးတောင်းအတွက်အလုပ်ဖြစ်လာပါတယ်။အဲ့လိုစာသားတွေကိုအဖန်ဖန်တွေးတော့ခြင်းနဲ့စံစာအတွင်းကဆိုးလို့တာတွေကိုနားလေလက်ခံလာမိပါတယ်။ နောက်တစ်နေ့မှာတော့ပြီးတောင်းဖော်ဆက်ထားတဲ့ဈေးဟာ PC အောင်မြင်ခဲ့ပြီဖြစ်ပါတယ်။ဈေးရအောင်မြင်သွားပြီဆိုတော့ငါတို့စမ်းတက်ဖို့ကပ်ပါးကောင်ကတ်နေတဲ့လူတစ်ယောက်တော့လိုအပ်တယ်။ပြီးတောင်းကလည်းဥမာကအလစ်ကိုစောင့်ပြီးတော့ဈေးရတွေကိုတောက်ချလိုက်ပါတယ်။ဈေးရတွေကိုတောက်ချပြီးရဲ့နောက်မှာတော့မိတောင်းဟာလေပင်တွေပူလောင်လာက အသက်ရှူကျလာပါတယ်။အဲဒီနောက်မှာတော့မျက်စိအမြင်အာရုံတွေဝေဝါးလာကပလင်းကိုလှုပ်ချလိုက်မိပါတယ်။ပလင်းကြွယ်သွားတာမို့လို့ဥမာကဟာမိတောင်းဘက်ကိုလှည့်လိုက်ပါတယ်။မိတောင်း မင်းဘာလုပ်တာလဲဈေးယူတွေကိုမင်းကိုယ်တိုင်တောက်လိုက်တာလားမိသားကစကားပြန်ပြောမယ်ဆိုပြီးပါဇက်ဟားလိုက်တဲ့အချိန်မှာပဲပါဇက်အတွင်းကနေအစိမ်းရောင်အရေးတွေဟာတဝော့ဝော့နဲ့ထိုးအံ့ကြပါတယ်ဈေးရီဆိုတာဖော်နီးမှန်မှန်မှန်ချိန်စပုံမှန်မှန်မှန်မူတည်ပြီးတော့အမျိုးမျိုးကွဲပြားတဲ့မိသားရဲ့ကဘာကောင်ကိုနှိမ်နှင်းတဲ့ဈေးကဆေးပြင်းကြီးတွေပဲမင်းကဘာဖြစ်လို့တောက်လိုက်ရတာလဲမိသားမှာဘာမှပြန်မပြောနိုင်တော့ပဲပြော့ခွေကြာသွားပါတယ်ဥမာကကလည်းမိသားကိုပွေချီကတလုံးကြီးပေါ်ကိုတင်လိုက်ပါတယ် ဲ့ဒီအချိန်မှာတော့မိသားတယောက်ဝေသက်ထွက်သက်စိတ်ငြိမ်သွားကတေဆုံသွားပါတယ်။ဥမာကကလည်းမိသားကိုစမ်းတက်ရင်းနဲ့ညလုံးပြူးသွားပါတယ်။သွားပြီမိသားတွေပြီလောက်ကြပါအောင်ဥမာကတယောက်လည်းမိသားကိုပညာမျိုးမျိုးသုံးကကဲတင်ပေမဲ့မိသားဟာမလှူရှားနိုင်တော့ပါဘူး။ဥမာကကလည်းလန့်တကြနဲ့နန်းဆောင်ကြီးအတွင်းကနေပြေးထွက်သွားပါတယ်။ဒါပေမဲ့လည်းတကားပေါက်ကြီးကိုမကြော်ဖြတ်နိုင်ပဲဖြစ်နေပါတယ်။မိသားတို့ကလည်းအေးဆက်ကသွေးကြောတွေရက်တန်သွားပါတယ်။အဲ့ဒီခိုက်မှာတော့မိသားရဲ့ပါဆက်အတွင်းကနေ ကြောက်ပစုံတုတ်ခဲ့သူတော့ကပ်ပါကောင်ကြီးတွေကတိုးထွက်လာကကျမ်းပြပေါ်ခုံချသွားပါတယ်ကပ်ပါကောင်ကြီးဟာကျမ်းပြပေါ်ရောက်တဲ့အခါမှာတော့ဘယ်ညာဒူးလိတ်ကအေးပြောချသွားပါတယ်အဲ့ဒီချိန်ကျမှမိသားရဲ့နှလုံးဟာပြန်လဲခုံလာပြီးတော့သွေးကြောလေကြောတွေပြန်လဲစီးဆင်းလာပါတယ်မိသားဟာအသက်တစ်ချက်ပြေးထန်စွာရှူရှိုက်လိုက်ပြီးတော့ငုတ်တုတ်ထားထန်လိုက်ပါတယ်ဥမာကမိသားတန်ကြားတာမို့အခန်းတွေကိုပြန်ပြီးတော့ပြေးဝင်လာပါတယ်မိသားမင်းမသေးဘူးနော် မိသားဟာခြေလက်တွေကိုလှောက်ခါကြည့်ပြီးတော့ခေါင်းခါပြပါတယ်။မိခုနောက်ကတေသွားပြီထင်လို့ငါမှစိတ်ပူလိုက်ရတာ။ဥမာကကလည်းကျမ်းပြေပေါ်မှာအေးပြောတေဆုံးနေတဲ့ကပားကောင်တွေကိုကြည့်လိုက်ပါတယ်။မိဘလို့လှုပ်လိုက်တာလေ။ကျမ်းထဲမှာရေးထားတာကကပားကောင်ဆိုတာလက်ခံနေသူကတေဆုံးသွားမှသာ။သူကကပားမှာနေနိုင်စွမ်းမရှိရာကြောင်းလက်ခံသူရဲ့ကိုယ်ထဲကနေထွက်ပြေးရတယ်လို့ရေးထားတယ်ဖို့ဖို့ရဲ့။ဥမာကကလည်းခေါင်းညိတ်ကကပားကောင်ဆိုတဲ့အတိုင်းလက်ခံနေသူမရှိတော့သူလည်းအသက်မရှင်နိုင်ဘူးပေါ့။ ဒါနဲ့မိသားဒီကပ်ပားကောင်ကမိရဲ့ကိုယ်ရဲကိုဘလို့လုပ်ပြီးရောက်နေရလဲမိသားကလည်းဥတုခကပ်ပားကောင်ထည့်ထားတဲ့အကြောင်းကိုပြောပြလိုက်ပါတယ်နောက်ပြီးတော့ပူပူအဲ့ဒီဥတုခဆိုတာရိုးရိုးတန်းတန်းလူမဟုတ်ဘူးနော် तू ကကိုးကိုင်းရှင်ပဲဥမာကကလည်းမျိုးလုံးပြူးသွားပါတယ်ဒါဖြစ်နိုင်တယ် तू ကကိုးကိုင်းရှင်မို့လို့သားဂိုင်းကိုးကိုင်းလုံးကိုဖျက်ဆီးဖို့လုပ်နေတာပေါ့ဒါကငါ့တူမာရကမသိတော့ဘူးဒီလူကမာရကိုတုံးချနေတာပဲဒါမာရအတွက်ရောငါတို့ဂိုင်းအတွက်ပါအန္တရာယ်ရှိတယ် ငါတို့သူ့ကိုတားဆီးမှာပဲရလိမ့်မယ်။ဒါဆိုဖို့ဖို့ကျမတို့နဲ့ပူးပေါင်းမှာဥတုခဆိုတဲ့လူကကောက်ကျစ်ဆင်းလဲတဲ့အတွက်သူ့ကိုဒီတိုင်းရှင်လို့ရမှာမဟုတ်ဘူး။သူ့ကိုဥပေတံမြင်နဲ့တိုက်ခိုက်မှရမယ်။ဒါဆိုငါတို့ကဘယ်လိုလုပ်ကြလဲပြီးသား။ဒေဝကရဲ့အာနာကိုဖို့ဖို့ရဲ့လက်ထဲကို ပြန်ရအောင်လို့လုပ်ရမှာပေါ့။ဥမာကကလည်းခေါင်းကြိတ်လိုက်ပါလေ။ပရိသတ်တွေခုနားဆင်ကြရတဲ့ဇလန်လေးကတော့စာရေးသူအခကြော်ရေးသားထားတဲ့အဝိဇ္ဇာတော်တောင်ဇလန်လေးရဲ့အခန်းစာဖြစ်တဲ့ အဝိဇ္ဇာဒေါသောင်းနဲ့ကပားဆေးရီဆိုတဲ့ဇလန်လေးကိုနားဆင်ကြရတာပဲဖြစ်ပါတယ်။နောက်ထပ်လည်းကျမတို့ channel တွေကနေအဝိဇ္ဇာဒေါသောင်းဇလန်လေးရဲ့အခန်းဆက်တွေကိုတင်ဆက်ပေးသွားအောင်မှာဖြစ်တာမို့စောင့်မျှော်အားပေးကြပါအောင်ရှင်။နာတော်တာဆင်ပြေခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကို အထူးပဲကျေးဇူးတင်ရှိပါတယ်။ဇလန်လေးကိုတော့ကျမပပကတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ရှင်။